အားလုံးမင်္ဂလာပါရှင်။ပြည်ပြတို့လက်လက်ခဲဒီမားရဲ့စီစဉ်ကြပ်ဝိတုဒ္ဓိမဓမ္မနာဝိပဿနာအပွင့်များရေးဥဆောင်လာတဲ့အခါမဟာတရမသုဒ္ဓိကသာဆရာကြီးဒေါက်တာဦးစုမင်းကိုဖိတ်ကြားထားပါမယ်ရှင်။ဆရာကြီးမင်္ဂလာပါရှင်။မင်္ဂလာပါ။ဒီဘက်ကင်ရှင်ပါဘူးသူကအစုံဖြစ်အောင်ရှင်းပြလို့ပြီနော်ပြီးသွားလို့ရှင်ဒီမိတ်ဆင်ပေါ်တဲ့မှာသူတို့အချင်းသုံးနေတယ်ဆိုတာကိုပြောပြပေးပါရှင်အဲ့တော့ဘက်ကင်ရှင်ပါနော်ဒါဆိုပြသာသနာရဲ့အနက်ကဘက်ကင်ရှင်ပါပါ ။ဒါကိုစာပေလို့တော့တမ္မဒိဋ္ဌိပြီးတော့မှန်သွားမြင်ခြင်းပေါ့။တမ္မသင်္ကပ္ပမှန်သွားတွေးတော်စဉ်ခြင်းပေါ့။နောက်တမ္မဝါစာမှန်သွားပြောခြင်းပေါ့။တမ္မကမ္မနာမှန်သွားမြင်ခြင်း။တမ္မအာဇီဝမှန်သွားအတ္တဘူဝံခြင်းနော်။နောက်တမ္မဝေမဆွေမှန်သွားအထုခြင်းတမ္မတိမှန်သွားအောင်နေခြင်းနဲ့တမ္မသမာဓိဆိုတဲ့မှန်သွားပြီးပြီးခြင်းဆိုပြီးစာပေရွက်ပေါ့။ဒါကိုအပိုင်း၃ပိုင်းကြီးခွဲလိုက်လို့ရှိရင် တိလမဲ့တင်တမာရီမဲ့တင်ပညာမဲ့တင်ဆိုတော့ဘယ်ပါ့။ဒါရစားပြီးတိုင်းပါ။ဘာလို့နေ့စဉ်ဘွာရဲမှာလူချင်းသုံးရမယ်ဆိုတာလေးတန်တော့ပြ။ဘုမမီအဝဲမို့။ညာဒီတော့ဆရာကုသိုလ်တွေပြောတဲ့ကံမှာဆရာကုသိုလ်ဆောင်လို့ရှိတယ်ပေါ့နော်။ဒါနကုသိုလ်၊သီလကုသိုလ်၊တမာရီကုသိုလ်၊ဒီပဒနာကုသိုလ်မဲ့ကုသိုလ်ဘယ်လိုပြောလဲ။ပြောလို့ဆရာရဲ့တဲ့ဂျန်နဲ့ကုသိုလ်တွေတော့နားနေတယ်မဲ့ကုသိုလ်နားမလဲဘူးလေ။ဒီကုလေးမေးဖို့လေကြွ။ ဒီလိုဆရာပေါ့ပေါ့ပါပါပြောလို့ပြောလိုက်နေတော့ဒီ copy miss ကြားဘူးလားအကြားဘူးလေ copy miss ရမှာလည်း3 in 5ဆိုပါတယ်တိလားတိပါလေအဆရာဘာလေးလဲဆိုတော့ copy mail ရပေါ့နော် copy ရ copy mail ရတရားရပေါ့ဒါပေါင်းထန်တာပေါ့အဲဒီနေရာထည့်ပြလိုက်ပြန်ထုတ်လို့မရတော့ဘူးဘာလို့သူပြန်ခွဲကြလို့ပြန်ဟုတ်ပြီလို့အဲ့ဒီတိုင်းခဲလို့ဒီ web user ဆိုတော့ဒီ ဝိပဿနာလမ်းရှုတော့လမ်းကြည့်မယ်ဆိုလို့ရှိရင်ဆရာကတိလတ်မှာပြင်ကြဘာလို့ခုနောက်ဘက်ကင်ရှင်းသွားပေါ့ဆရာကဒါကတက်ရှင်းတကူရဲ့မှာတပေါင်းနဲ့ပုံပေါင်းသွားတာနော်ဥပမာလေးပြောပြမယ်လို့ပြန်ရှိခိုးလာတယ်ရှိခိုးပါလေဒီလက်ဝှေ့လိုက်လို့ရှိရင်ဘာဖြစ်သွားလဲဆိုတိလာလေးဖြစ်သွားတယ်ဘာလို့လဲဆိုတော့ကာယကံဆောင်ထင်လိုက်တာဟုတ်လဲဝှေ့လိုက်တယ်ကောင်းတဲ့မှုတွေလောက်တာတိလာပေါ့ အဲ့တိုင်းပဲလို့မြတ်စွာဘုရားပုံတော်လေးကိုမင်းစိတ်ကညှက်သွားတဲ့အကြံတော်လို့အဲ့ဒီပုံတော်ပေါ်မှာစိတ်ကတည်မတော်လားတည်သွားတယ်အဲ့ဒါတမာရီဖြစ်သွားတာဒါပေမဲ့ဆရာတော်လည်းဘုတ်ထိလိုက်တာလေးကိုတည်လားဖြစ်တယ်လို့မသိဘူးပေါ့နော်မြတ်စွာဘုရားရဲ့ပုံတော်လေးပေါ်မှာပဲစိတ်ပြီးတည်သွားလို့ရှိရင်ပေါ့နော်တမာရီဖြစ်သွားတယ်လို့လည်းသတိမပြုဘူးပေါ့အဲ့တော့လည်းဘုတ်ချီပြီးကြောတာဘလူးအကြောတာလည်းပုပ်ပွားကြောတာဘူးသူတို့စေနာတိုက်တော်မှုလည်းဘုတ်ချီကြောတာလို့ အဲ့တော့ဒီလိုမှန်မှန်ကန်ကန်ပုံပုံမဟုတ်ဘူးငါမဟုတ်စေတနာဘရောလာလို့တည်သွားပညာဖြစ်ပါတယ်လို့ငါပြုတ်သွားတာပေါ့နော်တော့ကအနေနဲ့ပြောမှာစိအဲကြောင့်မလို့လက်ဦးချီပြီးဘုရားကိုရှေ့ခိုးလိုက်တဲ့အချိန်မှာပေါ့တိလာပမာရီပညာဆိုတဲ့3 in 1ဖြစ်သွားတာပဲလို့ဒါကမက်ဂင်ရှစ်ပါအရှင်းတစ်ခုရဲ့ပါဘုံပါတော့တာပေါ့နော်ဒီစက်တန်းနဲ့လည်းဘလို့ဖြစ်လာတယ်လေဆိုဆရာကဝေယဝိစရိအမှုတွေမှာသွားလုပ်ပြီးတဲ့အခါမှာ ေယဝိဆတ်လုပ်တယ်ဆိုတော့သူကသူ့ရတယ်လို့သိတာပေါ့နော်။ဒါပေမဲ့ဒီဒီဝေယဝိဆတ်လုပ်ရင်းနဲ့ပေါ့နော်။သီလသမာဓိပညာပေါ့နော်။ဘာလို့ဘက်တင်ဖြစ်ပါရှိတော့လဲဒီပေါင်းလင်းသွားတဲ့စိတ်ထဲမှာတိတ်မပေါ်လင်းကြဘူးပေါ့နော်။အဲ့တော့ဝေယဝိဆတ်လုပ်တယ်ဆိုတော့သီလခု။အဲ့တော့ဝေယဝိဆတ်လုပ်ရင်းနဲ့ကိုလုပ်တဲ့လုပ်ငန်းလေးပေါ်မှာစိတ်လေးတည်တည်ကြည်ကြည်သိချလေးလုပ်တယ်ဆိုရင်သမာဓိသူ့လိုဖြစ်မှာပေါ့နော်။လုတ်တာလည်းဘူကလုတ်တာပုံပုံငါလုတ်တာဘူးစေနာလုတ်တာလို့အမှန်သိလိုက်တာ ਨੇ ပြင်ညာဖြစ်ပါတယ်။ကျောင်းလူဝီယံဝိဆတ်လူရင်းနဲ့လူပဲအဲ့ဒီထဲမှာပါပင်ပါသွားတယ်မတိလား။ဒီမှာဒီပြင်ညာဆွဲမဲ့တင်သုံးရတပေါင်းနဲ့3 in 1ဖြစ်သွားတယ်နော်။အဲကြောင့်လက်တွေ့ဘဝတွေမှာပဲပါလို့လို့ဒီတိလဒီမှာဒီပြင်ညာဆွဲရှိတော့နေရတယ်ဘဝနှလုံးသွင်းနိုင်ဆိုလို့ရှိရင်လက်တွေ့ဘဝထဲမှာအဲမဲ့တင်ဖြစ်ပါလိမ့်မယ်ကျင်းသုံးနေနိုင်ဖြစ်ပါလိမ့်မယ်။ကျင်းပါလိမ့်မယ်။ကံလည်းကောင်းပါစေ၊ဉာဏ်လည်းကောင်းပါစေ။